Hey, you know what? If you're not reading every day, you will never speak English confidently. Okay, မင်္ဂလာပါခင်ဗျ။အဲဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့အဲ English ကပြောတုတ်တက်ဖို့အတွက်အသက်တမျှအရေးကြီးတယ်။အရန်ကိုအရေးကြီးတယ်။ကျွန်တော်တို့ tool လေးတစ်ခုအကြောင်းပြောပြခြင်းပါတယ်။ Reading is important for speaking English. 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 Okay, ကျွန်တော်အဲ့ဒါတော့ reading မှာအင်္ဂလိပ်ရောပြောတဲ့ချင်သူတိုင်းအင်္ဂလိပ်စာအင်္ဂလိပ်စကားပြောတိုးတဲ့ချင်သူတိုင်းမဖြစ်မနေလောက်ရမယ့်အရာလေးကျွန်တော်တို့ reading မှာဗျ။ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးမှာကျွန်တော်တို့ reading ကိုအသုံးပြုပြီးတော့ English speaking တိုးတဲ့အောင်ဘယ်လိုလုပ်မလဲဆိုတာရယ်ကျွန်တော်တို့ reading ကိုဘယ်လိုလေ့ကျင့်မလဲဆိုတာရေကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ် read just one paragraph a day and watch how your speaking transforms in 1 month နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာတော့ကျွန်တော်တို့ english ကပြောကို english speaking ကို beginner level ကနေပြီးတော့ advanced level ရောက်တဲ့အထိကျွန်တော်တို့ဘယ်လိုလေ့ကျင့်ရမလဲဆိုတာရေလေ့ကျင့်ရမယ့်သင်ခန်းစာတွေနဲ့ဤစနစ်တွေကိုကျွန်တော်တို့ဒီ channel လေးကနေအမြဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အဲဒါအပြင်ကိုကျွန်တော်တို့ English speaking တွေလိုအပ်တယ်ကျွန်တော်တို့ grammar rules တွေ vocabulary တွေအဲ phrasal verbs တွေနဲ့ idiom တွေနောက်တစ်ခုကျွန်တော်တို့ slogan တွေပါဒီ channel လေးကနေပြီးတော့စဉ်စဲမပြတ်တက်ဆက်ပြသွားမှာဖြစ်ပါတယ်နောက်ထပ်နောက်ထပ် video တွေကိုအဲ message တွေအနေနဲ့ကြည့်ကြည့်နေဆိုရင်တော့ဒီ channel လေးကို subscribe လုပ်ထားပြီးတော့အမြဲတစေစောင့်ကြည့်ပြီးဖို့ကျွန်တော်တို့အကြံပေးခြင်းပါတယ်ဗျအာ message တွေအနေနဲ့ speaking to တဲ့ဖို့အတွက်အခြားနီလန်ကောင်းတွေကိုတိကြတယ်ဆိုရင်လည်းကျွန်တော်တို့ဒီ comments ကနေဝေမျှပေးသွားပါအောင်ခင်ဗျာတခြားသူတွေသိသွားအောင်လေကြည့်ပြီးတော့ကျွန်တော်လည်းအတူ like ပြီးလေ့ကျင့်ကြအောင်အဲဒီလိုမျိုးလေ့ကျင့်ကြတယ်ဆိုရင်ဖြင့်တလားလောက်လေ့ကျင့်ကြရင်ကျွန်တော်တို့ speaking မှာတိတိသာတိုးတက်လာပါလိမ့်မယ်ဆိုတော့ကျွန်တော်စီမှာ english speaking သင်တန်းစုံစမ်းကြနေဆိုရင်လည်းကျွန်တော်တို့ဒီ video ရဲ့ description မှာကျွန်တော်တို့ Facebook page ရဲ့ link ကိုချပေးထားပါတယ်အဲ့ page ရဲ့ messenger နေလာရောက်စုံစမ်းလို့ရပါတယ်ခင်ဗျာ starts By practicing just a little bit every day, you will be surprised at how quickly your fluency and confidence grow. အဲကျွန်တော်တို့လေ့ကျင့်ကြည့်အောင်အဲဒီနေ့မှာတော့ကျွန်တော်က beginner level စာပါလိတစ်ပိုက်နဲ့အရင်ဆုံးလေ့ကျင့်ကြည့်အောင်ကျွန်တော်တို့အရင်ဆုံးကျွန်တော်အရင်ဆုံးဖတ်ပြပါမယ်ကျွန်တော်စာဖတ်တဲ့နေရာမှာအရေးကြီးတာကကျွန်တော်အတန်ထွက်ပြီးဖတ်ဖို့အရေးကြီးပါတယ်ဒါတော့ကျွန်တော်တို့စကားပြောတဲ့အခါဟိုအတန်ထွက်ပြီးပြောတာဖြစ်လို့ပါ မြန်မာကျောင်းသားတော်တော်များများကကျွန်တော်တို့စိတ်နဲ့လေ့ကျင့်ကြတာများပါတယ်စိတ်ထဲကနေဖတ်တယ်ပေါ့နော်အဲ့ဒါကတော့သိသိသာမတိုးတက်ပါဘူးကျွန်တော်တို့အ დან ထွက်ပြီးဖတ်ဖို့လိုပါတယ် Read the paragraph aloud When you speak English with others you need to use your mouth Speaking is a physical skill မြန်မာကျောင်းသားတော်တော်များများကကျွန်တော်တို့စိတ်နဲ့လေ့ကျင့်ကြတာများပါတယ်စိတ်ထဲကနေဖတ်တယ်ပေါ့နော်အဲ့ဒါကတော့သိသိသာမတိုးတက်ပါဘူးကျွန်တော်တို့အ დან ထွက်ပြီးဖတ်ဖို့လိုပါတယ်အဲကျွန်တော်အရင်ဆုံးဖတ်ပြပါမယ်တေချာလေးနားထောင်ကြည့်ပါ Amy is a scientist အဲ့အမှတတိထားမိလားမကျွန်တော် is a လို့မသွားတော့ Amy is a နော်အ დან လေးဆက်သွားပါတယ် linking sound ပေါ့နော်တခုပေါ်လာတယ် Amy is a scientist she comes from Cambridge in England but now she lives in အမှကျွန်တော် lives in လို့မသွားပါဘူး she lives in နော်ဆက်သွားပါတယ် she lives in Switzerland she works 5 days a week ဟော5 days a week လို့မသွားပါဘူး5 days a week she speaks 3 languages english French and Chinese. She is married and has a daughter. She likes reading, using social media, and watching movies. အဲတူတူလေးပါပဲเนาะအရင်ကိုတူတယ်စာပဲလေးပါပဲကျွန်တော်ဒါလေးကိုအတန်နေတန်ထားနဲ့ဖတ်ကြည့်ကြည့်ပါကျွန်တော်စာအတန်ထွက်ပြီးဖတ်တဲ့အခါမှာဒီတိုင်းဖတ်အောင်နဲ့ပြီးမသွားပါဘူးကျွန်တော်တို့ speaking အတွက်လိုအပ်တာလေးကိုကျွန်တော်လေ့ကျင့်ကြမယ်ကျွန်တော်တို့ question and answer ပုံစံမျိုးနဲ့ကျွန်တော်လေ့ကျင့်ကြည့်ကြအောင်เนาะ After you read a paragraph practice speaking using questions and answers. This trains your thinking and your speaking at the same time. Who is Amy? Amy is a scientist. Where is she from? She is from Cambridge in England. She works five days a week. What languages does she speak? She speaks English, French, and Chinese. What does she like? She likes watching movies. အဲကိုက speaking partner ရှိတယ်ဆိုရင်တော့အဲကိုရဲ့ speaking partner ကလူလေ့ကျင့်ကြည့်ပါကိုကမေးလိုက်သူကဖြေလိုက်သူကမေးလိုက်ကိုကဖြေလိုက်ပေါ့နော်အဲ့လိုပုံစံမျိုးလေ့ကျင့်ကြည့်ပါကိုက speaking partner မရှိဘူးတယောက်တည်းမှာဆိုရင်တော့ကိုဘာသာကိုမေးလိုက်ကိုဘာသာကိုဖြေလိုက်အဲ့လိုပုံစံမျိုးနဲ့လေ့ကျင့်ကြည့်ပါပေါ့နော်ဆိုတော့ဒီမှာကျွန်တော်အစမ်းလေ့ကျင့်ကြည့်ပါမယ်အစမ်းလေ့ကျင့်ပြပါမယ်နော်ကျွန်တော်ပြောတဲ့ပုံစံတိုင်းလိုက်လေ့ကျင့်ပါတလားလောက်ဆိုရင်အဲ speaking သတိသာတိုးတက်လာပါလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့စလိုက်ကြအောင် what's her name နော်ကိုကမေးလိုက်မယ်အာကိုယ့်ရဲ့ပါတနာပြင်ပါဦးနော် what is her name လို့ကျွန်တော်တို့မတော်တော့နော် what's what's her name သူမရဲ့နာမည်ကဘာလဲအာကိုယ့်ရဲ့ speaking ပါတနာပြင်ပါပါနော်အာ her name's amy နော်ကိုကတယောက်တည်းရှိတယောက်တည်းသမားဆိုရင်လည်းကိုကကိုဖြေပါနော်ဟမ်အာ her name is amy ဒါမှမဟုတ် she is amy ဟမ် so what's her job အာ she's a scientist she is a scientist နော် she's a scientist မြန်မြန်လေးတော့ညင် she's a scientist ဟမ် ဆိုတော့ကိုကထပ်မိမယ်နော်ဟိုဒီ server တွေအကြောင်းမဟုတ်ဘူးနဲ့ကိုရဲ့ partner အကြောင်းလေးမိလို့မိလို့ရပါတယ်နော် so what's your job so i'm a teacher i am a teacher မဟုတ်တော့နော် i'm a teacher ကျွန်တော်ကဆရာတယောက် so what about you i'm also a teacher အော်ငါလည်းဆရာတယောက်ပဲစသဖြင့်ကျွန်တော်တို့အပြန်အလှန်လမ်းလေ့ကျင့်ကြည့်ရမယ် so uh where amy's come from where amy comes from amy ကဘယ်ကလာလဲပေါ့နော် amy ရဲ့ amy ရဲ့ဇာတိကဘာလဲပေါ့ So she comes from Cambridge. So where is Cambridge? Cambridge is in England. Cambridge is in England. So have you been to Cambridge? Mean Cambridge Yahula? No, I never been to Cambridge. Uh, Cambridge go to Kama Mayapuhu. So where she lives now? Tumaku Bamani. Now she lives in Switzerland. Tumaku Switzerland Manile. So and you, Mingo? Now I live in Yangon. so what about you where you live now now i live in mandalay စသဖြင့်ပေါ့နော်ကျွန်တော်တို့အပြန်ပြန်လည်လည်လေ့ကျင့်ကြည့်မယ် how many days ellie amy works a week so she works 5 days a week so uh oh what about you how many days you work a week so i work 3 days a week စသဖြင့်ပေါ့နော် i work 4 days a week ကိုယ့်ဟာကိုလေ့ကျင့်ကြည့်မယ် so amy can speak 3 languages so uh what about you how many languages you can speak I can speak three languages, or I can speak two languages. Mm -hmm. So if you can speak English, French, and Chinese, so what languages you can speak are? Oh, so uh, I can speak of two languages, English and Burmese. Mm -hmm. So and you? Uh, I can speak three languages, English, uh, Italian, and Chinese. isn't be စသဖြင့်ပေါ့နော်ကျွန်တော်တို့အပြန်ပြန်လည်လည်းလေ့ကျင့်ကြည့်မယ်။အဲပြီးကျွန်တော်နောက်တစ်ထပ်မြည်ကြည့်မယ်။ is amy married amy ga inaung ja pi da la yes amy is married and also she has a child tu ma ma khle de yau shi so oh, uh, what about you are you married no i'm not married but i have a girlfriend so what's your girlfriend name what's your girlfriend name so her name is susu အဲစသည်ပြပါနော်ကျွန်တော်တို့အများကြီးပြောရတယ် so how old is susu Yes, yeah, susu is uh 19 years old susu is 19 so is she beautiful? Yeah, she is really beautiful. So what she likes to do in her free time? What she likes to do in her free time? So she likes reading, using social media, and eh? watching movies. So uh, what about you? What do you like to do in your free time? So I like uh, playing football. I like um, swimming. I like reading. I like cooking. နောက်သူကလည်းပြန်ပြီးပါနော်အေး what you like to do in your free time i like playing basketball i like i like playing football i like um playing badminton စသဖြင့် i like swimming uh, i like doing exercise ဒါမှမဟုတ် i like running i like jogging စသဖြင့်နော်ကျွန်တော်ပို့တက်တာတွေအများကြီးတောင်းလို့ရတယ် media စသဖြင့်ပါနော်ကျွန်တော်အများကြီးလေ့ကျင့်လို့ရပါတယ်အဲဒီ server လေးတွေမှာအစားထိုးပြီးတော့ကိုယ့်အကိုလေ့ကျင့်ကြည့်မယ်ဥပမာပေါ့နောက်တစ်ခုကျွန်တော်ဘာထပ်ပြောလို့ရသေးလဲဆိုရင်ဒီ server ထဲမှာကျွန်တော်တို့ ကိုယ့်ရဲ့အကြောင်းအရာလေးကိုထည့်ပြောလို့ရတယ်ဥပမာပေါ့ I'm a teacher no I am a teacher မလို့ I'm a teacher I came from Yangon I live in Mandalay now now I live in Mandalay စသဖြင့်ပေါ့နော်အဲ I work five I work five days a week or I work six days a week စသဖြင့်ကျွန်တော်အများကြီးလေ့ကျင့်လို့ရတယ် so I'm single but I have a girlfriend စသဖြင့်ပေါ့နော်အများကြီးလေ့ကျင့်လို့ရတယ်ကိုကစာပါတဲ့ကျရင် I like reading နော် I like using social media especially Facebook စသဖြင့်ပေါ့နော်ကိုယ်ကြိုက်တာတွေကိုကိုယ်သုံးလို့ရတယ်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာရောက်ခင်ပြပါနောက်နေ့ဗီဒီယိုဒီမှာလည်းကျွန်တော်တို့ English speaking ကိုဘယ်လိုလေ့ကျင့်မလဲဆိုတာညကျွန်တော်ထပ်တင်ပြသွားပါဦးမယ်ဒီကျွန်တော်ဗီဒီယိုဒီတိုင်း live ပါလေ့ကျင့်မယ်ဆိုရင်ကျွန်တော်တို့အဲတင်တန်းတက်ဆရာဘယ်လိုပဲပေါ့နော်တင်တန်းတက်ဖို့ခွင့်မရမရတဲ့သူတွေတင်တန်းတက်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက်ကျွန်တော်တို့ English speaking ကိုပြောတတ်သွားပါလိမ့်မယ်ကျွန်တော် set study ဒီမှာတွေဦးစားပေးတာပါနော်နောက်နေ့နောက်နေ့ဒီမှာလည်းကျွန်တော်တို့ speaking အတွက်လိုအပ်တဲ့နော်တင်ကန်းစာတွေ speaking ဒီကြီးနေကိုထပ်တင်ပေးသွားပါအောင်မယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမပြေနိုင်ဘူးเนาะကျေးဇူးပါ